။ငါရောက်ကိုရမ်းချစ်တယ်။ကိုဆုံးမို့။ဘာမှမပြောပါနဲ့တော့။ငါရောက်ကိုရမ်းချစ်တယ်။ ကိုစုံမမာယာဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်မာယာလက်ခံနိုင်ပါတယ်ကိုစုံမသာမာယာအတွက်နဲ့စိတ်နှောရှင်းမဖြစ်ဘူးဆိုရင်မာယာကျေနပ်ပါတယ်ကျွန်တော်တို့မှားသွားပြီမာယာကျွန်တော်မာယာကိုတောင်းပန်ပါတယ်ကျွန်တော်ရဲ့အမှားတွေလည်း ကျွန်တော်မှရောက်တောင်းဝန်ယူပါမယ်။အဲ့တောင်းဆိုရဝတ္တရားနဲ့ကုစိုးမွေးရဲ့စိတ်ကိုမဖြစ်စည်းစေခြင်း။အဲ့တောင်းဆိုရစကားယူတယ်။မာယာအရှမ်းမုံနေ။ဒီကိစ္စမှာမာယာပြစ်လည်းမကင်းပါဘူးကုစိုးမွေးရဲ့။ဟိုအခုလိုမျိုးမှားသွားကြလို့လေ။မာယာကိုလက်ထပ်ရမယ်လို့ကုစိုးမွေး မထုတ်ချင်ဘူးတော်လီအိုးကျွန်တော်နေရောဟိုတော်လီလေဟိုတာတမျိုးအင်ခေါ်လာတဲ့ကဟိုနည်းနည်းတော့သဘောပေါက်ပါတယ်ဟို သမီးလေးရလည်းမိမကောင်းလေးဆိုတော့ဒေါ်လီယာသားနဲ့သဘောတူပါတယ်။ဟိုနှစ်ဖက်မိဘတွေကိုအတိပေးပြီးတော့ဟိုအမြန်ဆုံးလက်ထပ်စီခြင်းနဲ့သားတို့လည်းစဉ်းစားဖို့ပေါ့။နော်။ အမာရကိုလက်ထက်တော်မယ်ဘလို့ဖြစ်တာလဲမတော်မီတော့မင်းရင်ထဲမှာကလျာရှိနေတယ်ဘယ်မင်းကလေးကမင်းရင်ထဲထည့်လို့မရဘူးဆိုတော့ချက်ချင်းပါခြေနေတခုရာခုလိုဆုံးဖြတ်လိုက်တယ်ပဲဆိုပါတော့ပါဘလို့ခြေနေရရောက်လဲဆိုတော့မတော်လည်းမမေးတော့ဘူးဒါမင်းတေချာစဉ်းစားအမှာမင်းကလေးရောမပြတ်နိုင်သေးပဲနဲ့ဒီလောက်မြင်မြင်မင်းမဆုံးဖြတ်တယ်အဲ့လိုပြောလို့မတော်နှစ်ယောက်ကမင်းနဲ့မာရောက်သဘောမတူတာမဟုတ်လို့ မတို့နှစ်ယောက်ကမင်းနဲ့မာရောပို့ပြီးအောင်ဖြစ်စေချင်တာဒါမဲ့ဟဲ့အောင်အဲ့တော့တခုပြူလာအဲ့လောက်လွန်လွန်နဲ့တော့မင်းမဆုံးဖြတ်တော့ငါလွန်လွန်နဲ့ဆုံးဖြတ်တာမဟုတ်ဘူးအချိန်ချင်းစဉ်းစားပြီးမှငါဆုံးဖြတ်ခဲ့တာငါတောင်းဝန်မဲ့တဲ့ယောက်ျားတယောက်ဖြစ်ချင်ဘူးကွာဒါလို့ဆိုရင်မင်းတို့သဘောပေါက်ပါတယ်အဲ့ဒါကြောင့်ငါရဲ့ဆုံးဖြတ်ချက်ကိုလည်း မင်းတို့ကိုလေးစားစေချင်တယ်အခုလဲမင်းကြောင့်သိနေတာဆုံးမရ မင်းဘလို့ပဲဆုံးမချက်ချာချာဘိုးဘကဘာမှအထွန်းတက်စရာမလိုပါဘူးအဲ့ဒါမဲ့တခုပဲကွာအခုချိန်လက်တလုံးမှာမင်းချလိုက်တဲ့ဆုံးမချက်တခုပါတနေ့နေ့တစ်ချိန်ချိန်မှာမင်းတို့တွေးဝေနေစရာဖြစ်မှာဆိုလို့ဘာမှတတိပေးတာအတိပေးတဲ့သဘောပေါ့ကွာပြီးတော့ကလေးအောင်မင်းဘယ်လောက်ချစ်လဲအော်လက်တိပါလဲ မမာရတဲ့လင်းနီးပြီးตายရောလားအေးအဲ့တရင်ကตายရတာလေးကမင်းဘဝရေရှည်အတွက်ကောင်းမယ်လို့မင်းထင်နေရမင်းနေမှာချက်နေကြကလျားဆိုတာဘာလို့သိရတော့လဲမင်းတို့ပြောတာမှန်ပါတယ်မကလျားကိုချက်တယ်ဒါပေမဲ့မကလျားနဲ့အတူနေရတဲ့အချိန်လေးဆိုဘူးချက်တယ်လို့ခံစားရတယ် အရာရာကိုလည်းထိ ंछ ုပ်ထားသလိုပဲငါကသူ့ရဲ့စိတ်ပေါ်မှာပဲရှင်သန်နေရတာဟုတ်ပါပြီမင်းကငါတို့ထက်စဉ်းစားတတ်တယ်ဆိုတာငါတို့သိပြီလားဒါမဲ့ဘလို့နီးနဲ့ဖြစ်ဖြစ်မင်းမာယာကိုလက်ထပ်လိုက်ရင်မာယာကမင်းမမဖြစ်လာမှာအဲ့ကြရင်မင်းသူ့ကိုတကယ်ချစ်နိုင်လားတကယ်ရောချစ်လာနိုင်မလားဆိုတာမင်းကမျိုးယုံကြည်အချစ်ဆိုတော့ မင်းတို့တွေဘလို့အတိပဲဖွင့်ကြလဲတော့ငါမသိဘူး။ငါမာယာနဲ့တူတူရှိတဲ့ချိန်ကြီးဆိုတော့ပျော်တယ်။လွတ်လပ်တယ်လို့လည်းခံစားရတယ်။ဘာဘူးမှထိန်းချုပ်စရာမလိုပဲ။ငါငါလွတ်လပ်နေလို့ရတယ်။ဒါဆိုဒီကိစ္စကိုကလေးအောင်အသိပေးဖို့လိုတယ်။မင်းဘလို့ပုံစံဘလို့စကားနဲ့အသိပေးပါလဲ။အပြင်းစင်ထားပြီးသား။ ဒေါ်လေးအေးပန်းခိုပြာနှစ်ခုလုံးသုံးပါလားအေးအေးအေးနင်ဒေါ်လေးကြည့်ပေးမယ်ဟုတ်ဟုတ်မရေသမီးဒီအိုးလေးဆက်ကြည့်ထားလိုက်အောင်လမနော်ရက်လိုက်မိပိတ်ထားလိုက်ပန်းမွေဟာနှစ်ခွင့်စုံတော့များနေမလားမသိဘူးသမီးတခုမဲ့တော်ပြီပေါ့အိမ်မှာလူများတာလည်းမဟုတ်ပဲနဲ့ဟုတ်သမီးတခုမဲ့ပြရဟုတ်အင်းအဆူမွားလေနင်ကတော်တော်ဆိုးလားသမီးရဲ့တူဦးတော်သားဖြစ်တော့ မေးလုတဲ့သူကတဲတဲလုတယ်လေအဲ့ဒါကြောင့်ဒေါ်လေးတို့တဆွေမျိုးလုံးမှာ तू ကဘယင်မဲလေငငယ်တော့ဆိုရင်လေ तू လိုချင်တာမရလို့ဆိုပြီးတော့တောင်းချင်တာမှလေဘလို့မှထိတ်လို့မရဘူးတမီးရဲ့တော့တိုးဆိုးတဲ့ကလေးဒေါ်လေးဟို तू အခုကြီးလာတော့အရင်မဆိုးတော့ဘူးမလား तू လာညညလေးနဲ့ဆိုးလာပေါ့တမီးရဲ့อืม ။ तू ဖြစ်ချင်တာ၊ तू လုပ်ချင်တာဆိုဇွတ်လုပ်တတ်တာ။အဲကြောင့်လေ तू ဖင်နေလေ။ခဏခဏပြဿနာတက်တာ။အခုတော့မှလေပြည်ဦးလင်ရဆိုင်ခွဲကိုမလာခြင်းပဲလာရတာတဲ့။ဒါပေမဲ့အခုတစ်ခေါက်ကတော့လေတော်တော်လေးကိုတည်ငြိမ်နေတယ်။အဲ့ဒါကသမီးလေးမာယာကြောင့်များလားမသိဘူးနော်။တော်လေးရလေဟိုတမီးကြောင့်တော့မဟုတ်တော့ပါဘူးဟုတ်မှာပါမာယာရဲ့ ဒီရင်ကိုလေးမိကလေးခေါ်လာတာဆိုလို့တမီးကပထမဆုံးပဲတားချီရတာလေတမီးကိုတော်တော်တန်ဖိုးထားတယ်တူတယ်နော်တမီးသာတော်လေးတူမဖြစ်သိကောင်းပါပဲတမီးမာယာလေးကလေအရင်ချစ်ဖို့ကောင်းတယ်ဒါနဲ့တမီးတို့ဘရောလက်ထက်မှာလဲဟင်အဲ့တော့တမီးလည်းမပြောတတ်သေးဘူးတော်လေး ုစမွေရဲ့သဘောတိုင်းပါပဲ။တမိမာယာကိုကြည့်ရတာသာဆုမှုတော်တော်ချစ်ပုံရတယ်နော်။ဒါပေမဲ့လေမိမချစ်မှုပြောရအောင်မယ်။ကိုကဘလောက်ချစ်ချစ်ကိုအချစ်ကိုအရင်ထုံးမပြရဘူး။ယောက်ျားဆိုတဲ့မျိုးကရောက်တတ်တတ်တယ်တမီးရဲ့။ဘောလေးရလေ။ဟိုယောက်ျားတွေအကြောင်းဒီလောက်နောကြည့်နေရ ဘာလို့အပြိုကြီးဖြစ်နေရလဲအဲ့ဒါကတော့လေတီလွန်တက်လွန်လို့ရွေးလွန်လို့ထင်ပါလေ Hello?